ရေကြည်တွင်စစ်ကောင်စီခန့်ဝင်ကြီးချုပ်တင်မောင်ဝင်းထီတင်ခဲ့သည့်တမိုင်းဝင်ဒီပါရုံစီသည်မိုးကြိုးထိမှန်၍စိန်ဖူးတော်မြေခအေယော်ရီတိုင်းရေကြည်မြို့တွင်ရေကြည်မြို့နယ်သားစစ်ကောင်စီခန့်ဝင်ကြီးချုပ်ထီတင်ခဲ့သည့်တမိုင်းဝင်ဒီပါရုံစီသည်ရပ်ပိုင်းအတွင်မိုးကြိုးထိမှန်ခဲ့ကြောင်းဒေသခံများထံမှသိရသည်ရေကြီးမျိုးရှိတမိုင်းဝင်ဒီပါရုံစီရီတော်မြတ်ကြီးကိုစစ်ကောင်စီခန့်ဝင်ကြီးချုပ်ဦးတင်မောင်ဝင်းက ပြီးခဲ့သည့်မေ6ရက်နေ့တွင်နနက်9နာရီ9မိနစ်တွင်ထီးတော်အစ်စ်တင်ခဲ့ကြောင်းသိရသည်ထီးတော်အစ်စ်တင်လှူခဲ့ပြီးနောက်ယမန်နေ့မေ13ရက်နေ့လယ်ပိုင်းတွင်မိုးကြိုးထိမှန်၍စိန်ဖူးတော်မြေခခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရေကြီးရဲ့တကယ်တန်ခိုးကြီးဖျားစီဒီပါအမဒနီတီသွားတာနှစ်ကယာနဲ့ချီနေပြီးတခါမှမိုးကြိုးမပစ်ဘူးဘူးခုမှပဲကြားဘူးတယ်ဇေဒီမှာအုတ်ထက်တွေလဲကွာကြကုန်တယ် ထီတော်လာတဲ့နှုန်းကလည်းတိုးတိုးတိတ်တိတ်ရရာအစီမံတွေကြောင့်လားမသိဟုရေကြည်မျိုးခံတူဦးကပြောသည်အဆိုပါဒီပါရုံစီဒီသည်ရှေးဟောင်းသာသနာအမွေနေ့တစ်ခုဖြစ်သောကြောင့်ရေကြည်မျိုးသူမျိုးသားများသည်ရောင်တော်ဖွင့်ခြင်းထီတော်တည်တင်လူချင်းများကို၅နှစ်တကြိမ်ပြုလုပ်လေးရှိကြောင်းမြို့ခံများထံမှသိရသည်ဒီဖျားစီဒီကြီးကဒီလိုမျိုးဖြစ်စဉ်မရှိတော့သူတို့ထီတော်တင်ရမှာဘာတွေများအမှောက်အမှားတွေရှိခဲ့ကြလဲမသိဘူးဟု အသက်80ကျော်ဒေတာခန်အဖိုးတဦးကပြောသည်ပြီးခဲ့သည့်မတ်လအတွင်းကရေကြီးမြို့နယ်လေးမျက်နှာမြို့နယ်တို့တွင်စစ်ကောင်စီတပ်နှင့်အရခတပ်တော် AA တော်လန်ရေးပူးပေါင်းတပ်တို့အကြားတိုက်ပွဲများပြင်းထန်ခဲ့ပြီးတိုက်ပွဲများရပ်တန့်စေရန်ရဒါအစီအမံပြုလုပ်သည့်အနေဖြင့်ထီတော်တင်ရခြင်းဖြစ်ကြောင်းရေကြီးမြို့ခံများကသုံးသပ်ပြောဆိုသည် ရေကြီးမြို့နယ်၏မြို့ချက်တရေဆောင်တမိုင်းဝင်ဒီပါရုံစီဒီကို၅နှစ်တကြိမ်ထီတော်တင်သည်ဟုဆိုတော်လဲ 2023ခုနှစ်ဒီဇင်ဘာလအတွင်းကစစ်ကောင်စီဝင်ကြီးချုပ်ဦးတင်မောင်ဝင်းကိုရိုင်းပင်ထီတော်တင်ရေးဆက်ချခဲ့သည်